အားလုံးပဲမင်္ဂလာပါရှင်။ဈေးဝတုတ္တကဏ္ဍအနေအချို့ဆိုပါရရှင်။ယခုတစ်ပတ်ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာတော့ဒီပေါ့နော်မြန်မာဈေးတွေနဲ့အင်္ဂလိပ်ဈေးတွေတွဲတောက်လို့ရလားဘယ်လိုဈေးတွေနဲ့တွဲတောက်လို့မရဘူးလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရောမျှဝေပေးသွားမှာဖြစ်ပါရရှင်။အဲကျမတို့လူအများစုอ่ะပေါ့နော်။အဲဒီယောဂဖြစ်လို့တခုခုပေါ့နာမကျန်းဖြစ်လို့တခုခုလက္ခဏာဖြစ်တဲ့ဆိုရင်မြန်မာဈေးတွေတောက်လေတောက်ထားရှိပါရရှင်။အဲမြန်မာဈေးလို့ပြောမှဆိုရင်ပေါ့နော်သူ့ထဲမှာရှိတဲ့ပါဝင်ပစ္စည်းတွေကတော့မျိုးစုံရှိပါရရှင်။အဲဒီလိုမျိုး မြန်မာဈေးမှာရှိတဲ့ပါဝင်ပစ္စည်းတွေကဒီကျွန်တော်တို့အင်္ဂလိပ်ဈေးနဲ့တွဲတောက်တယ်ဆိုရင်ဓာတ်ပြုတ်မှုတွေဖြစ်ပေါ်နေနိုင်ပါတယ်ရှင်။ဒါကြောင့်မလို့ဒီဖြစ်နိုင်နေဆိုရင်ပေါ့မြန်မာဈေးနဲ့အင်္ဂလိပ်ဈေးကိုတွဲပြီးတော့မတောက်သုံးသင့်ပါဘူးရှင်။အဲနမူနာပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီမြန်မာဈေးတွေမှာဆိုရင်ဒီဥမာပြင်တော့စိန်ကျုံးဘွက်ဆိုတဲ့အာနိသင်ပါတဲ့ဈေးအုပ်စုပါတယ်ဆိုရင်ဒီဈေးကပေါ့နော်ကျွန်တော်တို့တစ်ခါနာကိုယ်ထဲမှာရှိရဲ့အင်္ဂလိပ်ဈေးရဲ့အာနိသင်ကိုပေါ့နော်အဲကြာသွားနေနိုင်ပါတယ်။အဲဒါဆိုရင်ကျွန်တော်တို့ဒီ ဓာတ်ပြုတ်မှုကပေါ့နော် CRNI တင်အင်္ဂလိပ်စရဲ့ CRNI တင်ရရှိမှု ਨੇ ပါကြည်နိုင်တာမျိုးတွေဖြစ်ပေါ်ကြည်နိုင်ပါတယ်ရှင်။အဲဒါအပြင်တချို့ဥမာပေါ့ညမဆေးထဲမှာပါတယ်ပေါ့နော်။အဲဒီဆေးထဲမှာဆိုရင်တချို့ဆေးတွေကကြတော့တွေးတို့မှုပေါ့။အဲခန္ဓာကိုယ်ထဲမှာရှိတဲ့တခြားဓာတ်ခန္ဓာကိုယ်ထဲမှာရှိတဲ့စားဓာတ်ပေါ့နော်။စားဓာတ်ပါဝင်မှုများစေနိုင်တယ်။အဲ့ချိန်မှာကျမတို့ကအပြင်ကနေအင်္ဂလိပ်စဖြစ်တဲ့တွေးကြစင်းနဲ့ပေါင်းပြီးတောက်မိတယ်ဆိုရင် CRNI တင်ကပြဲပြတ်သွားတာမျိုးတွေဖြစ်ပေါ်စေနိုင်တာမျိုးရှိပါတယ်။အဲဒါဆိုရင်တော့ကျမတို့က မြန်မာစီနဲ့အင်္ဂလိပ်စီသွဲမတောင်းရပါဘူး။ဒါပြင်ပေါ့နော်ချက်ချို့ဟိုဒီမြန်မာစီမှာပါတဲ့ green tea ဆိုတဲ့ဓာတ်ပါရှိပါတယ်။ဒီ green tea ဆိုတဲ့ဓာတ်ကဒီခန္ဓာကိုယ်ထဲမှာရှိရဲပေါ့နော်။အော်ဒီ cholesterol level ကိုကျစေနိုင်ပါတယ်။အဲဒါပြင်ပေါ့နော်ကျမတို့ cholesterol ကျစေနိုင်တဲ့ဆေးအုပ်စုတွေနဲ့တွဲတောက်တယ်ဆိုရင်ဓာတ်ပြုတ်မှုတွေဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်ရှင်။ အဲနောက်တစ်ခုပေါ့နော်ကျမတို့ဒီဆေးတွေထဲမှာဆိုရင် ပေါ့နော်အော်ဒီအင်္ဂလိပ်ဆေးတွေထဲမှာဆိုရင်ဟို narrow therapeutic index လို့ခေါ်တဲ့ဆေးအုပ်စုတွေရှိရပေါ့ဒါကဘာလဲဆိုတော့ဆေးကိုပုံမှန်တစ်လုံးတောင်းရမယ့်အရာမှာဒီထက်နည်းနည်းပိုတောင်းမိရတယ်သူကအန်ဒီဖြစ်စေနိုင်တဲ့ဆေးမျိုးတွေပေါ့နော်အဲနမူနာပြောရရင် decoxin ဆိုတဲ့ဆေးမျိုးတွေ cyclosporin ဆိုတဲ့ဆေးမျိုးတွေ warfarin ဆိုတဲ့ဆေးမျိုးတွေပေါ့နော်အဲဒီလိုမျိုးဆေးတွေတောင်းနေတဲ့အချိန်မှာဆိုရင်ပိုတောင်ယူဆိုင်ပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆေးအာနီတင်အားကြတော့မြန်မာဆေးနဲ့တွဲတောင်း ို့အာနိသင်အများသွားတယ်ဆိုရင်ခန္ဓာကိုယ်အတွက်ကိုဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တာဖြစ်ပါတယ်ရှင်အဲဒါကြောင့်မလို့ကျမတို့ကမြန်မာဈေးနဲ့အင်္ဂလိပ်ဈေးတွဲတောက်တယ်ဆိုရင်ဆေးအာနိသင်ဟာပိုပြီးတော့များသွားတာမျိုးဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ဆေးအာနိသင်ကနည်းသွားတာလည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ဆေးအာနိသင်ပြက်ပြဲသွားတာလည်းဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်နေဆိုရင်တော့ကျမတို့မြန်မာဈေးနဲ့အင်္ဂလိပ်ဈေးကိုနှစ်နိုင်ခန့်ကြအောင်ချားပြီးမှတောက်သုံးလို့ရရှိရဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့ဒီဗီဒီယိုလေးကနေပြီးတော့ဒီမေခွန်လေးအကြောင်းပေါ့နော်ဒီမြန်မာဈေးနဲ့ င်္ဂလိပ်စီတွဲတောက်တင်လာဆိုတော့အကြောင်းအရာမိခွန်လေးနဲ့ပတ်သက်ပြီးဖြေကြားပေးသွားတာဖြစ်ပါတယ်ရှင်။အားလုံးကျန်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။